Ah, <laughs> <laughs> ်ဘယ်စင်လေးနဲ့တူတူ MC Soyu ကိုပူရဲပြီးတော့မှ chicken အားပေးခဲ့ကြတဲ့ CR ပရိသတ်တူတယောက်ချင်းစီကိုလည်းတိတ်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုပရိသတ်မျောနေကြတဲ့ MC Soyu ကတော့ငယ်တင်လေးငယ်စင်လေးရဲ့ဝင်နာနဲ့တူတူဝယ်တင်နဲ့တူတူပေါ့နော်ကျွန်တော်အာရှေ့ကိုရောက်ရှိလာပြီးဖြစ်ပါတယ်ခင်ဗျာအမှန်တိုင်းပြောရမယ်ဆိုရင်တော့တကယ်ကိုကျွန်တော်ကိုယ်လည်းမသိရှိခဲ့ပါဘူးခင်ဗျာအဲဒါပေမဲ့လို့အားလုံးသိတဲ့အတိုင်းပဲဟိုနှစ်ယောက်လုံးက value တွေ energy တူနေတာဖြစ်တဲ့အတွက်အဲအဲ့လိုမျိုးနှစ်ယောက်ကိုကျွန်တော်တို့ကစိတ်ကူးယဉ်ပြီးတော့မှရှစ်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲဒီနောက်ပိုင်းမှသာအကြည့်လေးတွေအပြုမူလေး းတွေကိုအပြောဆိုလေးကြည့်ပြီးတော့မှရိပ်မိတာပဲဖြစ်ပါတယ်ကျွန်တော်လည်းပြိသက်နေသူသူတို့ကိုရိုင်းကနေပြိသက်ကိုအတိပေးတဲ့အခါမှာအကြမ်းမကြတီးတာပုံမှန်ကတော့ပြိသက်နေသူကျွန်တော်ကိုရိုင်းလည်းဇဝေသွားနဲ့ပဲအမြဲရှစ်ပေးခဲ့ရတာပါခင်ဗျာပြိသက်ကိုအတိပေးလိမ့်မယ်လို့မပြောလင်တာဟုတ်လေဟိုကျွန်တော်တို့ကအားလုံးအားလုံးပွဲတိုင်းပွဲတိုင်းမှာအမြဲတမ်းမေးတယ်မေးတိုင်းမှာမဖြေဘဲနဲ့အဲ့ပွဲလေးကြောင့်မှဖြေသွားတာဖြစ်တဲ့အတွက်ကျွန်တော်ကိုရိုင်းလည်းပြိသက်နေသူ surprise ဖြစ်ရပါတယ်ခင်ဗျာ မင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါအဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒါချစ်ခင်ရတဲ့ငယ်စဉ်တို့ရဲ့ wedding dinner မှာကျွန်တော်ကအာ wedding dinner MC ဖြစ်ဆောင်ပြီးမှဖြစ်ပါရခင်ဗျာအဲ့ဒါအောင်မှာကျွန်တော်က game specialist အနေနဲ့ပြီးတော့မှဆောင်ပြီးမှဖြစ်ပါရခင်ဗျာဒီပွဲလေးကိုကန့်သန်းထားတာဘယ်လောက်ကြာပါပြီလဲအာကြာပါပြီခင်ဗျာဆိုပြီးကိုယ်တိုင်ပြောရတယ်ကိုသားငယ်ကိုယ်တိုင်လည်းပြောရပါရခင်ဗျာကြပါပြီခင်ဗျာတကယ်ကိုရင်ခုန်ဝမ်းသာကြည်နူးပီတီကိုရရှိရပါရခင်ဗျာအဲပြီးသွားတဲ့အခါမှာဆိုရင်လဲအာ ငယ်စဉ်လေး wedding dinner မှာဆော့ဖို့အတွက်ကျွန်တော် game နေဆိုရင်လည်းအကျွန်တော်စပြီးတော့တည်တယ်ဟိုဟာအ idea တွေစဉ်းစားရဲစဉ်းစားမိရဲ့ဥစ္စာတွေကိုလည်းအမြဲ notes ပတ်တယ်မနေ့ညဆိုလည်း7နာရီလောက်ထိ idea ထပ်ပြီးတော့ထုတ်တယ်ပြီးသွားတဲ့အခါမှာဒီနေ့မနေ့ဆိုရင်လည်းမနေ့6နာရီအစောကြီးကျွန်တော်ဒီ game နေပတ်သက်ပြီးတော့မှ prepare ပြုလုပ်ပါရခင်ဗျာအဲ့ဒါကိုဆိုရင်လည်းပြီးသွားပြီဆိုတော့ ਨੇ ဒီဘက်က DJ နဲ့တူတူဆောင်ရွက်ဖို့တဲ့ DJ တို့တခါရဲပို့ရဲအဲ့လိုမျိုးတကယ်ကိုတလေးတစားနဲ့ပြင်ဆင်ဆောင်ရွက်ထားပါရခင်ဗျာအားလုံးတိကျတဲ့အတိုင်းပါရခင်ဗျာငယ်စဉ်စုံတွဲလေးရဆိုရင်တော့ ာကျွန်တော်မှမဟုတ်ပါဘူးခင်ဗျာတဦးတယောက်ချင်းစီပေါ်မှာတို့ကချစ်ချစ်ခင်ခင်လေဒီစားနဲ့အနေနဲ့အဲတကယ်ကိုနေရာပေးပြောဆိုဆက်ဆက်တက်လိရှိတာဖြစ်ပါရယ်ခင်ဗျာကျွန်တော် MC ဆိုးရီကိုလည်းငယ်စဉ်ဆုံတွေ့လေးရအခုလိုမျိုးချစ်ခင်ပြီးတော့မှအနေနဲ့အဲစဉ်းစားပြီးတော့မှအတူရှိနေပေးတာဖြစ်တဲ့အတွက်လည်းသိတ်ကိုဝမ်းသာပျော်ရွှင်မိပါရယ်ခင်ဗျာ TV ရဲ့နောက်ပိုင်းမှာဆိုရင်တဦးတော့တဦးအဲလေဒီစားချစ်ချစ်ခင်ခင်နဲ့ဂရုစိုက်တာလေးတွေ့တယ်အထမင်းတူစားရယ်မဟုတ်ဆိုရင်လည်းအတူတူစားရယ်ပြီးသွားတဲ့အခါမှာဆိုရင်လည်းအဲကုသားငယ်ကနေပြီးတော့မှဆိုးပြေကိုတစ်ချိန်လုံးဂရုတဆိုင် ဲ့အာတခြားလေးကြည့်ရှုပြီးတော့မှချစ်ခင်ပြီးတဲ့သူ့မျိုးဝင်လေးတွေတွေ့ရပါတယ်အဲ့လိုပဲအဲဆုပြေရဆိုရင်လည်းကုသားငယ်ပေါ်မှာလေးစားတန်ဖိုးထားမှုကိုလည်းကျွန်တော်တို့တွေ့ရဖြစ်ပါရယ်ခင်ဗျာဟာအားကြတာပေါ့ခင်ဗျာအားကြတာပေါ့ခင်ဗျာပရိသတ်ဆိုတာကတော့ဒါသူတို့အနေနဲ့အထင်မြင်ယူဆပိုင်ခွင့်ကိုသူတို့ချက်တလူပြောလို့ရပါရယ်ခင်ဗျာအဲ့ပေါ်မှာလည်းကျွန်တော်ကချစ်ခင်နားလည်ပြီးပါရယ်အဲဘာလို့လဲဆိုတော့အဲကျွန်တော်ကကျွန်တော်ချစ်ရတဲ့ခင်ရတဲ့သူတွေအဲပျော်ရွှင်နေရယ်ဆိုရင် အဲကျွန်တော်နဲ့အတူရှိသည်ဖြစ်စေအတူတူမရှိသည်ဖြစ်စေအဲ့ရဲ့ပျော်ရွှင်မှုမှာကျွန်တော်ပါသည်ဖြစ်စေကျွန်တော်မပါသည်ဖြစ်စေအဲကျွန်တော်ချစ်ရတဲ့သူတွေအဲဘယ်သူတွေနဲ့ဘယ်လိုပဲပြောပြောအဲ့ပျော်နေတဲ့ဥစ္စာဝယ်ကျွန်တော်ကကြည့်ပြီးတော့မှအကြည့်နုပီတီဖြစ်ရတာဖြစ်ပါရယ်ခင်ဗျာအဲ့တော့အမပြောသလိုအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ကတော့ဒီလိုပွဲမှာဆိုရင်တော့ဒီလိုမျိုးလောက်ကင်ဆောင်ရွက်ရမယ်ဆိုပြီးတော့မှဟိုပြောလို့ရပြင်ရတော့ညာလေဟောအချိန်တိုင်းလည်းပြိသက်တွေကချစ်ခင်ထားလဲပြီးတော့မှသိရှိသွားမှဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်မရှင်းကြရဖြစ်ပါရယ်ခင်ဗျာသူ့ထားလူတော့မဟုတ်ပါဘူးခင်ဗျာအဲ့လိုလေကျွန်တော်ကကျတော့ဒါချစ်ခင်လေးစားရတဲ့အမီဒီယာတက်ပညာရှင်တွေနဲ့တွေ့ ရဆိုရင်တော့ကျွန်တော်အမြင်လေးစားနှစ်ချီအကင်ဖြည့်ပေးတယ်အဲဒါမဲ့လို့ကျွန်တော် social media တုံးတဲ့အခါမှာဆိုရင်တော့ကျွန်တော်ရဲ့ personal feeling personal အာ post တွေမတင်မဲနဲ့ကျွန်တော်ကလုပ်ငန်းပိုင်းဆိုင်ရာပဲအမြင်တင်တာဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်ကတိကျလေးဟို အချိန်ပြီးပြီးတော့မှမတင်ပြပြစ်လိုက်တဲ့သဘောပါပဲခင်ဗျာဘာလို့လဲဆိုတော့အချိန်တိုင်းလည်းပြည်သက်တွေတည်သွားမှာပဲဆိုပြီးတော့မှအဲအဲ့လိုမျိုးပြည်သက်တွေပေါ်မှာချစ်ကင်ယုံကြည်မှုရှိရလဲပါပါတယ်ခင်ဗျာခုနကတော့ကျွန်တော်ပြောခဲ့သလိုပါပဲအဲကျွန်တော်ချစ်ရတဲ့သူတွေကအဲဘလို့ပဲပျော်နေပျော်နေသူတို့ပျော်ရွှင်မှုကိုကျွန်တော်ကမုဒိတာပွားပြီးတော့မှကြည်နွနိုင်ပါတယ်ခင်ဗျာအငယ်စဉ်လေးနဲ့တူတူ MC Soyu ကိုပူတွဲပြီးတော့မှချစ်ကင်အားပေးခဲ့ကြတဲ့ချစ်ရတဲ့ပြည်သက်တူတယောက်ချင်းစီကိုလည်းတိတ်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုပြည်သက်မျှော်နေကြတဲ့ MC Soyu ကတော့ငယ်တင်လေးငယ်စဉ်လေးရဲ့ဝင်နာနဲ့တူတူဝယ်တင်နဲ့တူတူပေါ့နော်ကျွန်တော်အရှိကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာအမှန် တိုင်းပြောရမယ်ဆိုရင်တော့တကယ်ကိုကျွန်တော်ကိုယ်တိုင်မသိရှိခဲ့ပါဘူးခင်ဗျာအဲဒါပေမဲ့လို့အားလုံးသိရတဲ့အတိုင်းပဲဟိုနှစ်ယောက်လုံးက value တွေ energy အာတူနေတာဖြစ်တဲ့အတွက်အဲအဲ့လိုမျိုးနှစ်ယောက်ကိုကျွန်တော်တို့ကစိတ်ကူးယဉ်ပြီးတော့မှရှစ်ပေးခဲ့တာဖြစ်ပါရဲ့ခင်ဗျာအဲဒီနောက်ပိုင်းမှသာအကြည့်လေးတွေအပြုမူလေးတွေကိုအပြောဆိုလေးကြည့်ပြီးတော့မှရိပ်မိတာပဲဖြစ်ပါရဲ့ကျွန်တော်လည်းပြိသက်နေသူသူတို့ကိုယ်တိုင်ကနေပြိသက်ကိုအတိပေးတဲ့အခါမှာအကြမ်းမကြတီးတာပုံမှန်ကတော့ပြိသက်နေသူကျွန်တော်ကိုယ်တိုင်လည်းစိုးဝေးသွားနေပဲအမြဲရှစ်ပေးခဲ့ရတာပါခင်ဗျာဟောလုံးဝ surprise ဖြစ်ပြီးတော့ဝမ်းသာသွားတာပေါ့အားလုံးသိကြတဲ့အတိုင်းပါပဲဟို 呃，uh ပရိသတ်ကိုအတိပေးလိမ့်မယ်လို့မမျှော်လင့်ထားဘူးလေဟိုကျွန်တော်တို့ကအားလုံးအားလုံးပွဲတိုင်းပွဲတိုင်းမှာအမြဲတမ်းမေးတယ်မေးတိုင်းမှာမဖြေဘဲနဲ့အဲ့ပွဲလေးကျမှဖြေသွားတာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်းပရိသတ်နီးတူအာဆာပရိုက်အာဖြစ်ရပါတယ်ခင်ဗျာပြောတဲ့အတိုင်းပဲနောက်ဆုံးပြီးအင်းတယ်လဲဆိုလိုပါပဲခင်ဗျာတကယ်ကိုပဲအာဘဝတသက်တာမှာအာ lifetime memory အနေနဲ့အာရှိနေမဲ့အာအခိုက်အတန့်လေးလို့တင်စားကြပါရယ်ခင်ဗျာကိုတောင်းငယ်ရောစုပြည့်လေးရောကျွန်တော်ပေါ်အမတချစ်ခင်ပါရယ်ခင်ဗျာခုနကပြောသလိုပဲအာတကယ်ကိုပဲအရေးကြီးတဲ့ပွဲမှာလည်းတေချာလေးအာနေရာပြေးပြီးတော့မှအာပြုလုပ်ခွင့်ပေးတာဖြစ်တဲ့ တော့လည်းကိုသားငယ်ရောစုပြည့်ရောပြီးတော့ချစ်ရတဲ့ငယ်စဉ်ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပြီးတော့အဲဂိမ်းလေးတွေဆိုတာလေကျွန်တော်ရေငယ်စဉ်ရေအဲ့လိုမျိုးပြိတ္တတွဲမိနေတာဖြစ်တဲ့အတွက်အဲ့အဲ့အရာလေးပုံမှာလေကျွန်တော်ကိုယ်ရင်လည်းရင်ခုန်နေချီနူးတဲ့ PD ဖြစ်ပါရယ်ခင်ဗျာကျွန်တော်တို့တခြားသောဒီ advice အနေနဲ့ ွာပြားပြီးတော့မှခြံထားပါမယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့အာ original လေးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ clumsy ဖြစ်တာရယ် elegant ဖြစ်တာရယ် romance ဖြစ်တာရယ်ကိုကျွန်တော်တို့ကပေါင်းထားပြီးတော့မှတင်ဆက်ပြရဖြစ်တဲ့အတွက်အာတိမ်တိမ်မွမွအနုနညံလေးနဲ့ gain လေးတွေကိုဖော်ကျူးပြီးတော့မှဆော့ကစားသွားမှာဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာတိတ်ကိုချစ်ခင်ရရယ်ငယ်စလေးစုံတွေမင်္ဂလာဦးမသည်စိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှဘွာခီလမ်းမှာအခုလိုမျိုးအောင်မြင်ပျော်ရွှင်မှုတွေကိုအမြဲတမ်းပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် MC ဆိုရီကနေဆုတောင်းပေးလိုက်ပါရယ်ခင်ဗျာ